KG ဘက်ကစစ်ကုံရှင်ရဲ့ BGA ပူးပေါင်းဖြိုခွင်းနေပြီမဲ့ထိုင်းမြန်မာနယ်စပ်ကကြားပြန့်လုပ်ငန်းတွေကရပ်တန့်သွားတာရှိသေးပါဘူး။ပြည်ပြည်နယ်ရဲ့ကြားပြန့်လုပ်ငန်းတွေအစပြုရာရွှေကုတ်ကမှာတော့ကြားပြန့်လုပ်ငန်းတွေပုံမှန်လည်ပတ်နေပြီးလာရလုလုကန်ကြဘူးဆွဲဆောင်တဲ့ဗီဒီယိုများပြားကို TikTok လူမှုကွင်းမှာများပြားတွေ့လာရပါတယ်။သူတည်တနာအစီရင်ခံစာတွေရ KG ဘက်မှာအလုလုကန်သူ1000ဝန်းကျင်ရှိတယ်လို့ခန့်မှန်းထားပြီးဖြိုခွင်းမှုအပြီးထွက်ပြေးဖန်ဆီးရမိတဲ့အခြေအတွက်က1000ဝန်းကျင်သာရှိနေပါတယ်။ဒါပြင်အစာအုပ်ထောင်ကနန်းဝင်းကျင်ရှိတဲ့ KK ဘက်မှာ အဆောက်အုံတရားကျော်ကဖြိုချဖျက်ဆီးနေတာဖြစ်ပါတယ်။ဒါဆရာကိုင်တော့ဝင့်ကျင်တာရှိတာကိုဖော်ပြနေပါတယ်။မေကောက်အိုင်ရဲ့ဖော်ထုတ်ချက်အရရွှေကုတ်ကိုကြားခန့်ပြုတော့ဟာပုံမကြီးထွားလာနေပြီးပြည့်စင်ပြီးဖြတ်တောက်မှုတွေကိုဒီဇယ်မီယာဘေးဆက်တွေကိုအသုံးပြုလဲပတ်နေတယ်လို့ဆိုပါတယ်။မနေ့2024ကထိုင်းတရုတ်နဲ့မြန်မာသုံးနိုင်ငံပူးပေါင်းပြီး Operation Blackout ဆိုတာကြားပြန့်အခြေဆိုင်ရာဒေတာတွေကိုဖြည့်ဆင်းမိတဲ့အင်တာနက်တွေဖြတ်တောက်ခဲ့ပြီးမြေခုနလအကြာမှာတော့အဲဒီမြို့တော်ကြီးတွေဟာပြိုလဲသွားမဲ့အစား စိတ်သိမ့်မိကိုတွေမှုတ်ထုတ်ရင်းအင်းကထပ်ပို့ပြီးတော့တက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။ကဘာတဝန်းကနေတစ်နှစ်ကိုအမေရိကန်ဒေါ်လာ1 trillion ကျော်လိမ့်လည်နေတဲ့ဒီချားဖြတ်လုပ်ငန်းတွေရဲ့နောက်ွယ်ကအဓိကဆိုရင်ကတော့ဒီဇယ်ပဲဖြစ်ပါတယ်။ထိုင်းဆိုရကလျှက်စင်ပြီးဖြတ်တောက်လိုက်ပြီးနိုင်ပိုင်းအတွင်းမှာပဲဒီရာဇဝတ်မျိုးတော်ကြီးတွေဟာတရုတ်နိုင်ငံကနေတိုက်ရိုက်တည်ဆောင်လာတဲ့ရာထဲရှိတဲ့ဒီဇယ်ဂျန်နရေတာတွေနဲ့သူတို့ရဲ့လုပ်ငန်းတွေကိုပြန်လည်အသက်သွင်းခဲ့ပါတယ်။မျိုးတစ်မျိုးလုံးမှာဒီဇယ်ဂျန်နရေတာရာကျော်လောက်အဆက်မပြတ်လေပတ်နေတာ တို့မှမီးပြတ်တယ်ဆိုတာမရှိဘူး။ Operation Ronin မှာအဲယာကွန်းတွေမြဲဖွင့်ထားတယ်လို့မြရီကစာပြန်ရုံတစ်ခုမှာအလုံးလုံးနေတဲ့ထိုင်းနိုင်ငံသားပုံသက်ကပြောပါတယ်။ထိုင်းစုရကလောင်စာဆီတင်ပို့မှုကိုပိတ်ပင်ခဲ့ပေမဲ့ဒီ generator တွေနဲ့လောင်စာဆီတွေဟာပြည်ထောင်နိုင်ငံကနေတဆင့်ခံကုန်စည် transit car ကိုအဖြစ်နဲ့ထိုင်းနိုင်ငံကိုဖြတ်ပြီးတရားဝင်ရောက်လာနေတာပါ။ပိုဆိုးတာကတော့ဒီရာဇဝတ်မျိုးတော်ကြီးတွေဟာပြိုလဲမသွားတဲ့အပြင်မီးဖြတ်တော့မှုအပြီးမှာအဆောက်အအုံအစ်စ်တွေတောင်ထပ်မံတိုးချဲ့ဆောက်လုပ်နေတာကိုယူတုထက်ပုံတွေကတွေ့ရပါတယ်။ အဲဒီဆောက်လုပ်ရေးအတွက်လိုအပ်တဲ့ဘီလက်မြင်တဲ့တန်ချောင်းတွေကိုတော့ထိုင်းနိုင်ငံဘက်ကနေပဲလှစင်တန်ချိန်ထောင်ပေါင်းများစွာတင်ပို့နေစေဖြစ်ပါတယ်။ဒီရာဇွတ်လုပ်ငန်းတွေကနေကဘာကြီးကိုပေးနေတဲ့ဒဏ်ရာဟာငွေကြေးဆုံးရှုံးမှုတစ်ခုတည်းတော့မဟုတ်တော့ပါဘူး။ဒီဂျန်နရေတာတွေကနေထွက်လာတဲ့ကာဗွန်ဒိုင်အောက်ဆိုက် PM2.5 အမှုန်နဲ့အာရုံကြောကိုတိုက်ရိုက်ဖျက်ဆီးနိုင်တဲ့မာဂျူရီလိုအစိတ်အသင်းဓာတ်ငွေတွေဟာနန်နမိတ်မြင်းတွေကိုမခွဲခြားဘဲနှစ်နိုင်ငံလုံးကပြည်သူတွေရဲ့ကျန်းမာရေးကိုနေ့စဉ်နဲ့မျှချင်းချောက်နေပါတယ်။ ဗီဇာမီဇတ်ဆိုတာကဘာကြီးကနေဖယ်ရှားဖို့စ조사နေတဲ့ခင်မမီတော့တဲ့ဤပညာတစ်ခုပါဒီကနေထွက်တဲ့ PN2.5 အပုံတွေကြောင့်ဒေတာတစ်ခုလုံးမှာလေလူညဉ့်မှုပြဿနာနဲ့ရင်ဆိုင်နေရတယ်လို့စိုင်းတိုင်ရှင်းပညာရှင်တို့ဖြစ်သူကပြောပါတယ်ဒီ site မိခိုးတွေကြားမှာတော့ပညာရေးချင်းနေမှာပြီးလောက်ကန်ရှားပါတဲ့ထိုင်းမြန်မာဖိလစ်ပိုင်ယူဂန်ဒါနိုင်ငံတွေကလူငယ်တွေဟာသောသောကောင်အလောက်ကန်ဆိုတဲ့တွေးဆောင်မှုနောက်ကိုလိုက်ရင်သူတို့ကိုယ်တိုင်ပဲ တခြားသူတွေကိုလိန်လည်နေရတဲ့လုပ်ငန်းရဲ့သားကောင်တွေဖြစ်တန်နေရာလေနေကြပါတယ်။ဒီပညာအမြင့်ဆုံးဖြစ်တဲ့ cyber crime တွေကိုကမ္ဘာအငြင်းအကြုံစွန့်ရင်တစ်ခုဖြစ်တဲ့ဒီဇယ်ကိုသုံးပြီးကျူးလွန်နေတာဖြစ်ပါတယ်။ဟိုင်းဆိုရဲ့မီးဖြတ်တောက်မှုဟာဒီရာဇဝတ်မျိုးတော်ကြီးတွေကိုပြိုလဲမသွားစေတဲ့အပြင်သူတို့ကိုပို့ပြီးတော့အန္တရာယ်ကြီးတဲ့ဘာပဝင်ရှင်ဖြစ်စည်းသူတွေဖြစ်ကိုပါကြောင်းလဲသွားစေခဲ့ပါတယ်။ဒီကြားဖြတ်လုပ်ငန်းတွေကလည်းကမ္ဘာကြီးကိုပေးနေတဲ့တန်ရာဟာဝေကြီးဆုံးရှုံးမှုနဲ့လူမှုဘဝပျက်စီးမှုတွေကလည်းကျော်လွန်နေပြီး တို့အားလုံးအတူတူချူရှိုက်နေရတဲ့လေလူတဲ့ထိပါရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။